အားလုံးပဲမင်္ဂလာပါရန်ကုန် Insight Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကျွန်တော်လေးကတော့ကျွန်တော်တို့ Facebook လိုမျိုးနောက်ထပ် Social Media တခုသုံးနေတဲ့ကျွန်တော်တို့လာစာကောင်းကောင်းရရှိနိုင်တဲ့အဲအဲ့ဒီ application ကိုကျွန်တော်တို့ဘယ်လိုမျိုးသုံးမလဲဆိုတာကိုကျွန်တော်တင်ဆက်သွားပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ Facebook လိုမျိုး Social Media တခုဖြစ်တယ်ပေါ့ကျွန်တော်အခုကျွန်တော်ပြပြမယ်ဒီ Social Media တခုပေါ့အဲ့ဒီ Social Media မှာကျွန်တော်တို့ Facebook လိုမျိုးပဲကျွန်တော်တို့ new feed ေးရှိတယ်။တကယ်ရင်းနဲ့လုပ်လို့ရတယ်။ပြီးတော့ကျွန်တော်တို့အမှ front add လို့ရတယ်ပေါ့ request လို့ရတယ် message တွေပို့လို့ရတယ်။ပြီးတော့ဒီမှာတခုထူးခြားတာကသူကကြတော့ကျွန်တော်တို့လိုမျိုး Facebook လိုမျိုးသူဒီဘယ်လိုပြောရမလဲတပုံနေစာတွေပေါ့ကျွန်တော်တို့ Facebook ကတော့ free ပို့စမ်းတာပေါ့အဲ့လိုမျိုးသုံးလို့ရတယ်ပေါ့ဒါပေမဲ့ဒီ social media လေးကတော့ကျွန်တော်တို့အလုံးနဲ့ပတ်သက်တာတွေကျွန်တော်တို့ရဲ့ career တွေပေါ့ကျွန်တော်တို့ရဲ့ဒီဘဝနဲ့ပတ်သက်တဲ့အဲ့လိုအကြောင်းအရာတွေပေါ့အများသောအားဖြင့်သူကတော့အလုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ အသုံးပြုပါတယ်ကျွန်တော်အဲ့ဒါတော့ကျွန်တော်ပို့ပြီးတော့ကျွန်တော်ထင်တာတော့ Facebook ထဲပို့ပြီးတော့အကျိုးရှိရောကျွန်တော်မြင်ပါတယ်ပြီးတော့ဒီ application လေးကိုကျွန်တော်တို့ဒီကဘာပေါ်မှာ6.95%တော့ဆိုတာအသုံးပြုနေကြပါတယ်သူရဲ့ user အလောက်ရှိပါတယ်တော်တော်များများအသုံးပြုနေကြပါပြီပြီးတော့ကျွန်တော်ဒီ application လေးကိုကျွန်တော်တို့သုံးခြင်းအားဖြင့်ကျွန်တော်တို့ ီ Facebook သုံးတာလည်းအကျိုးကျေးဇူးတွေပို့ရနိုင်ပါတယ်ကျွန်တော်တို့အဲ့ထက်ကနေပြီးတော့ကျွန်တော်တို့အလစာကောင်းကောင်းအလုပ်တွေပါကျွန်တော်တို့ရနိုင်ပါတယ်မြန်မာအလုပ်တွေတခြားပြီးတော့ကျွန်တော်တို့ဒီမြန်မာဒီဒီနာမကပါကျွန်တော်ကပါဘောပါကျွန်တော်တို့တကပါဘာလုံးမရှိတဲ့အလုပ်တွေကိုကျွန်တော်တို့ရှာပြီးတော့ကျွန်တော်တို့အာလစာကောင်းကောင်းရနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာတော့ဒီ application ကိုကျွန်တော်တို့ဘယ်လိုမျိုးဖွင့်ပြီးတော့ဘယ်လိုမျိုးအလုပ်တွေရှာမလဲဆိုတာကိုကျွန်တော်အသေးစိတ်ကျွန်တော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တို့ရန်ကုန် Insight Channel မှာ Facebook နဲ့နှီးပညာဆိုင်ရာ tutorial video လေးများကို နေ့စဉ်တင်ဆက်ပေးနေတာကြောင့်အမြဲတမ်းကြည့်ရှုနိုင်ရန် channel လေးကို subscribe လုပ်ပေးထားကြပါဦးနော်တင်သမျှ video လေးတွေကိုလည်းမလွတ်သွားရအောင်ခေါင်းလုံးလေးကိုဖွင့်ထားပေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီ application လေးနာမည်ကကျွန်တော် link in လို့ခေါ်ပါတယ်ဒီကောင်လေးဖြစ်ပါတယ် link in လို့ခေါ်ပါတယ်အကောင့်လေးကိုကျွန်တော်တို့ဒီ Google Play မှာဖြစ်ဖြစ်ကျွန်တော် App Store မှာဖြစ်ဖြစ်ကျွန်တော်တို့သွားပြီးတော့ download ပါဟုတ်ပြီကျွန်တော် App Store ထဲကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ link in လို့ရိုက်ရှာလိုက်ပါ Android phone တွေဆိုတော့ကျွန်တော်တို့ဒီ App Google Play မှာသွား download ပါဒီမှာတော့ကျွန်တော်ဒီမှာ link in ပေါ့ဒီကောင်လေးဖြစ်ပါတယ်ဟုတ်ပြီဒီကောင်လေးပါ link in ပေါ့အဲကောင်လေးအဲကောင်လေးကိုကျွန်တော်တို့အခုမှကျွန်တော်တို့ download လာဖြစ်ပါတယ်ကျွန်တော် update တော့မလုပ်ရသေးဘူးအဲကောင်လေးကို download လိုက်ပါဟုတ်ပြီ download ပြီးဆိုကျွန်တော်အခု account ဖွင့်ဖို့အတွက်ကျွန်တော်တို့အဲ application တွေကိုကျွန်တော်စတင်ဖို့ရောက်ပြီပါဟိုဒီကောင်လေး Facebook လိုမျိုး account လေးဖွင့်ရပါတယ်ကျွန်တော်တို့ ကောင်းလေးဖွင့်မယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်မှ join down လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာနာမည်လေးဖြည့်မယ်ဒီမှာကျွန်တော်တခုပြောချင်တာကျွန်တော်နာမည်လေးကိုအရင်နေမဲ့ဖြည့်ပေးပါကြဖြည့်ပေးကြပါအကောင့်တွေပါရတော့ဒီမှာဖွင့်ဖို့ဒီ social media ကိုကျွန်တော်တို့အလုပ်တွေပါရဖို့အတွက်ကျွန်တော်အအကောင့်တူမသုံးချင်ပါဘူးကိုယ့်ရဲ့တကယ် profile save မယ်လို့ထည့်ပြီးတော့သုံးသိချင်ပါတယ်အဲ့ဒါမှကျွန်တော်တို့အလုပ်တွေကိုမြန်မြန်ကိုယ်နဲ့ကျွန်တော်တို့လာစာကောင်းကောင်းအလုပ်တွေရရနိုင်မှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ပြီကျွန်တော်ဒီမှာတို့နာမည်ထည့်မယ်။ ဟုတ်ပြီဒါမဲ့ထည့်မယ်ပြီးရင်တော့ email address တကူထည့်မယ်ကျွန်တော် gmail ထည့်မယ် gmail ထည့်မယ်ခင်ဗျ gmail ကိုကျွန်တော်ဒီစီရဲ gmail လည်းထည့်ပေးပါဟုတ်ပြီပြီးရင်ကျွန်တော် password ပေးမယ် password ပေးမယ်ဟုတ်ပြီကျွန်တော်က password တစ်ခုပေးလိုက်ပါသင်တို့ Chinese တွေက password ပေးပါပြီး password ကိုလည်းကျွန်တော်မမေ့အောင်မှတ်ထားပေးပါလို့ကျွန်တော်အချင်းပြုချင်ပါတယ်ကျွန်တော် password ခဏခဏမေ့လို့ပါဟုတ်ကဲ့ပါပြီးကျွန်တော် agree and join လုပ်နေလိုက်မယ်ဟုတ်ပြီကျွန်တော်ဒီမှာတော့ကျွန်တော်တို့တို့ robot home ကိုကျွန်တော်တို့ဒီလူအစစ်ဖြစ်ကြအောင်တို့ security check လေးလောက်လုပ်တယ်မယ်ကျွန်တော်မှ verify လေးလုပ်ပေးလိုက်မယ် verify ဆိုရင်ဟာရုပ်နှိပ်ပေးပါ ဟုတ်ပြီကျွန်တော်တို့အာဒီဒါလေးကိုကျွန်တော်တို့စေဖို့တော့ကျွန်တော်တို့ correct way တော့ပုံမှန်လေးဖြစ်နေရတာပေါ့ဒီကောင်လေးကောင်သွင်းကျွန်တော်တို့ဒါပုံမှန်အတိုင်းလေးဖြစ်နေတယ်ကြည်ရတာပုံမှန်ပေါ့ကောင်လေးอ่ะဟုတ်ပြီဒါဆိုလည်းကျွန်တော်ဒီကောင်ဆိုလည်းကြည်ရတာတော့ပုံမှန်လေးမိကြီးမှရန်နေတဲ့ပုံစံလေးပေါ့မိကြီးမှရန်နေတဲ့ပုံစံလေးကိုရွေးပေးပါဆိုတော့ဒီကောင်လေးကိုရွေးပေးပါမိကြီးမှရန်နေတဲ့တဲလေးတဲလေးဟုတ်ပြီပြီးရင်ဒါဟုတ်လည်းမိကြီးမှရန်နေတဲ့လေးကိုရွေးပေးပါ နိုင်ငံဆိုတော့ပြီးသွားပါပြီဟုတ်ကဲ့ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်တခုတတိပေးနေတာတော့ကျွန်တော်တို့အာခုန verify လုပ်ခိုင်းတဲ့ဟာတော့တရားတော်တယောက်တူရင်မှတူပါပါကျွန်တော်တို့ရောခုန account တွေနဲ့ပြောပြီးမဲ့မိတ်ဆွေတို့ရောတခြားညီနဲ့ပြောချင်းပြောပါပါအဲကြရင်ကျွန်တော်တို့တစ်ချက်လောက်ဒီ comment box မှာပြပြကျွန်တော်မေးလို့ရပါတယ်တကယ်လို့ဟိုမသိဘူးဆိုရင်တော့ဟုတ်ပြီကျွန်တော်ဒါအဲ့ဒါကြော်လိုက်တော့မယ်တော့ဒီနေ့ရောက်သွားကျွန်တော် save password နှိပ်လိုက်မယ်ပြီးကျွန်တော်ခုန email တွေတစ်ချက်သွားပြီးပါ ီးမေးလ်ပါခဏကျွန်တော်တို့ထားခဲ့တဲ့အီးမေးလ်မှာကျွန်တော် confirm လေးလုပ်ရမှာပဲအီးမေးလ်လေးအီးမေးလ်လေးကိုကျွန်တော်တို့ချက် gmail လေးကိုသွားပေးပါ gmail ကိုရိုက်ရှာလိုက်မယ် gmail လေးကိုဝင်လိုက်မယ်ဟုတ်ပြီကျွန်တော်ဒီမှာပေါ့ဒီမှာကျွန်တော်ပို့လိုက်ပါပြီသူက confirm လုပ်ခိုင်းနေပါတယ်ဒါအဲ့တော့ကျွန်တော်တို့ full access ပေးရအောင်ပေါ့ကျွန်တော်တို့အကုန်လုံးလုပ်လို့ရအောင်အသုံးပြုလို့ရအောင်ဒီမှာ confirm လုပ်လိုက်ပြီအဲ့တော့ကျွန်တော်တို့ comment ဖြစ်သွားပြီဒီနေ့ရောက်သွားပြီပြီးတော့ဒီမှာကျွန်တော်တို့ဒါယူရတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ကចောင်းသားကြီးလားចောင်းသားကြီးကျွန်တော်မဟုတ်ဘူးကျွန်တော်အလုံးလုံးနေပြီပေါ့ကျွန်တော်တို့အလုံးလုံးနေရတဲ့အတွက်ကျွန်တော်တို့ဒီမှာဖြည့်ရမယ် လုပ်လုပ်နေပြီကျွန်တော်တို့အခုနောက်ဆုံးလုပ်ခဲ့တယ်အခုလက်ရှိအလုပ်ပေါ့အခုနောက်ဆုံးကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့ဟိုပါပေါ့တိုက်တဲပေါ့ကျွန်တော်ကတော့ engineer ဆိုပြီးကျွန်တော်ရွေးလိုက်မယ် engineer ကိုရွေးလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့လည်းမိတ်ဆွေတို့ရဲ့အခုနောက်ဆုံးလုပ်နေတဲ့အလုပ်ကိုယူလို့ရပါတယ်ကြိုက်တဲ့ဟာကိုယူလို့ရပါတယ်ကျွန်တော်တို့ဒီ accounting နဲ့ပတ်သက်ရင် accounting မှာ accountant တို့ပါတို့ပေါ့ ဟို sales person လို့ sales person ပေါ့အဲ့လိုမျိုးချက်တဲ့ဟာကိုယူလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ employment တကယ်တော့ဒီမှာချက်ကြည့်ပြီးပါကျွန်တော်ဒါတော့ full time လုပ်ချင်တာ part time ပေါ့ကျွန်တော်အခုတအခုလက်ရှိလုပ်နေတဲ့ဟာပေါ့ကျွန်တော်က part time လုပ်တယ်ဆိုရင်ကျွန်တော် part time ကိုရေးပြီးပါကျွန်တော်ကကိုယ်ပိုင်စီပါတယ်ဆိုရင်ကျွန်တော်ကိုယ်ပိုင်စီပါ self employment ကိုရေးပြီးပါကျွန်တော်က freelance ဆိုရင်ကျွန်တော် freelance ကိုရေးပြီးပါ sorry ပြီးကျွန်တော်အောက်က contract ဆိုရင် contract ပေါ့ဒါကတော့ဒီမှာတင်တော်တဲ့ဟာကိုရေးပြီးပါကျွန်တော်ကတော့ကျွန်တော် full time ကိုရေးလိုက်မယ် full time ကျွန်တော်အချိန်အချိန်ပြည့်လုပ်တဲ့ဟာပေါ့ ကျွန်တော် most recent company ပေါ့ဒါကတော့ကျွန်တော်တို့ဟိုလုပ်နေတဲ့ company တခုခုရွေးပေးပါကျွန်တော် company ပေါ့ company ကျွန်တော် Yangon Insight ကျွန်တော်ဒါကတော့ example ပြရတဲ့အတွက်ကျွန်တော် Yangon Insight ဆိုပြီးကျွန်တော်ရွေးလိုက်မယ်ဒါကျွန်တော်ရဲ့အခုလက်ရှိကျွန်တော် YouTube channel လေးကိုရွေးလိုက်မယ်ဒါတင်ရဲ့တင်လုပ်နေတဲ့ company ကိုရွေးလို့ရတယ်ဒါကတော့ which industry ပေါ့ဒါကတော့ကျွန်တော်တို့ပဲ industry ဆိုတာသူရဲ့တကယ်တော့တင်ရလေကြောင်းလိုင်းလေးမှာလုပ်နေဒီမှာ airline ရဲ့ aviation လောက်လို့ရတယ်ပြီးတော့တင်ရ accounting နဲ့ပတ်သက်တဲ့ငွေကြေး ိုင်းနဲ့ပတ်သက်တဲ့အရာတွေတွင်ကျွန်တော်စာရင်းတွေပိုင်းနဲ့ဆိုအကောင့်တင်ပေါ့အဲ့လိုယူလို့ရတယ်မှာတင်တော်တဲ့ဟာကိုယူလို့ရတယ်ဒီမှာတော့ကျွန်တော်အနုပညာနဲ့ပတ်သက်ရင်ကျွန်တော်တို့အနုပညာအာခီတန်နဲ့ပတ်အာခီတန်အများကြီးရှိပါတယ် banking ဆို banking ပေါ့ဟုတ်ပြီကျွန်တော်ဟာကိုကျွန်တော်ကအခုအစဉ်တစ်ခုခုကျွန်တော်ယူလိုက်မယ်ဗျကျွန်တော်ဥပမာပြရအနေနဲ့ကျွန်တော်ကကျွန်တော်မီဒီယာနဲ့တို့ရတော့ကျွန်တော်မီဒီယာယူလိုက်မယ်မီဒီယာ okay broadcast media ပေါ့ကျွန်တော် media production လည်းရတယ်ဝင်လိုက် media လည်းကျွန်တော်ယူလိုက်မယ်အဆင်ပြေတဲ့ဟာပေါ့တင်လို့လည်းတင်လို့ဆင်ပြေတာကိုယူလိုက်ပါ ဟုတ်ပြီကျွန်တော်ကចောင်းသားဆိုရင်တော့ဒီအားလေးကိုကျွန်တော်တို့ no yes လို့လိုက်ပါကျွန်တော်ကျွန်တော်တခုကြော်လိုက်မယ်လက်ကိုတော့နှိပ်ပြီးမယ်ဟုတ်ပြီကျွန်တော်တို့ရဲ့အခု location ကိုကျွန်တော်တို့ထည့်လိုက်ပါဒါကျွန်တော် location စမ်းကြောင်းဆိုပြီးပုံနေပါတယ်ဟုတ်ပြီအဲ့လိုထည့်လိုက်မယ်တင်းရင်တင်းရင် location ကိုထည့်ပေးပါဒီမှာထည့်လိုက်ပါပြီးကျွန်တော်တို့ next နှိပ်မယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တက်ပုံလေးကျွန်တော်တို့ယူလို့ရတယ်ပေါ့တက်ပုံလေးကျွန်တော်ဒီမှာတက်ပုံကျွန်တော်ယူလိုက်မယ်ကျွန်တော် take photo ပေါ့ ဟာ choose from ကျွန်တော် library ပေါ့ choose from လေးကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီဟာလေးကနေရွေးပြပါဆိုကျွန်တော်တို့ကျွန်တော်ရန်ကုန် insight ဟာလေးကျွန်တော်ရွေးလိုက်မယ်ဒါတော့ဒါတော့ကျွန်တော်ကကျွန်တော်အခုက example အဲဥပမာလေးနဲ့ကျွန်တော်ပြတာဖြစ်ပါတယ်သင်တို့ကြတော့ကျွန်တော်ရဲ့တပ်ပုံရွေးပြပါကျွန်တော်ပြီးတော့တပ်ပုံရွေးရတဲ့နေရာမှာတခုသတိပေးချင်တာကကျွန်တော်တို့ကဒီ face ဒီ social media linking ရာကျွန်တော် Facebook လိုမျိုးကျွန်တော်ကဒီဘယ်လိုပြောရမလဲ free freely မဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီအလုံးနဲ့ဆိုင်ပြီးတော့ကျွန်တော်တို့တက်ပုံရွေးတဲ့အခါမှာကျွန်တော်တို့ပုံလေးကိုကျွန်တော်တို့နည်းနည်း professional ဆန်ဆန်လေးရွေးပေးသိချင်ပါတယ်ကျွန်တော်တို့အလုံးမှာကျွန်တော်တို့လုံနေတဲ့ပုံလေးတွေပေါ့စုလေးနဲ့ပုံလို့ပါတော့အလုံးမျိုးရွေးရွေးပေးသိချင်ပါတယ်ခင်ဗျအလုံးအလုံးနဲ့ပုံလေးတွေပေါ့အလုံးမျိုးနည်းကြီးကောင်းတဲ့ပုံလေးတွေရွေးပေးသိချင်ပါတယ်အဲဒီတက်ပုံလိုမျိုးလို့ဆိုလဲကောင်းပါတယ်ရပါတယ်ဒါလေးကိုကျွန်တော် continue နေနေပါ တော့ကျွန်တော် confirm ကနေလုတ်ပြီးသွားရတော့ဒီမှာလုတ်ဆံမလို့တော့ပါဘူးကျွန်တော်တို့ဒါကျွန်တော်တို့အလုတ်ရှာနေတာပါကျွန်တော် yes လို့ပြည့်စီလိုက်မှကျွန်တော်တို့အလုတ်ရှာနေပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာဒါဆိုကျွန်တော်တို့အလုတ်ရှာလို့ရပါတယ်ကျွန်တော်တို့အလုတ်ကိုရှာဖို့ပြီးနေပါကျွန်တော်တို့ရဲ့ location နဲ့လိုက်ပြီးကျွန်တော်တို့ရှာလို့ရပါတယ်ကျွန်တော်ဒါကိုမရှာသေးဘူးကျွန်တော်ခဏကြော်လိုက်မယ်ပြီးမှကျွန်တော်ရှာပြမယ် skip for now နဲ့ကျနေလိုက်ပါဒါလေးကျွန်တော်အကောင့်ဖွင့်နေလို့ကျွန်တော်တို့ဟိုအပီး ပြသခြင်းလို့ပါကိုယ်ဒီမှာဆိုကျွန်တော်တို့သူကအော်တိုမက်တစ်လေးကျွန်တော်တို့ပေါ်လာပါကြီးကျွန်တော်တို့မှာအလုပ်တွေပေါ်အလုပ်တွေအရင်ကောင်းတဲ့အလုပ်ဆိုတော့ကျွန်တော်ရန်ကုန်မြို့မှာပဲဒီဒီတဲ့အလုပ်တွေတော့ကျွန်တော်တီးလောက်ကတော့အရင်လာတာကောင်းပါလေဒီတဲ့အလုပ်တွေအမအလုပ်တွေကုမ္ပဏီရတဲ့အခြေအနေမှာဒီလားဆိုရင်ဒေါ်လာ၈သိန်းတစ်နှစ်ကိုရပါတယ် principal engineer ဆိုတဲ့ဟာမျိုးဒေါ်လာ၈သိန်းမှာတစ်လောက်ဒေါ်လာ၈သိန်းဆိုနည်းတဲ့ပမာဏမဟုတ်ပါဘူးတစ်နှစ်ကိုပေါ့ sorry ပါတစ်နှစ်ပေါ့ပါကြီးရဆိုတစ်နှစ်ကိုဆိုနည်းတဲ့ပမာဏမဟုတ်ပါဘူးတို့တစ်လချင်းကိုကျွန်တော် စားလိုက်တော့ရူးမများပါတယ်ဒီမှာအဲ့လိုမျိုးအလုပ်တွေကောကောင်းပါတယ်ဒီမှာဆိုရဒေါ်လာ3သိန်းတစ်နှစ်ကိုဒေါ်လာ3သိန်းရတဲ့ဟာမျိုးကြီးအရင်မိုက်ပါတယ်ဒါလေးကိုကျွန်တော်သုံးသိတင်ပါဒီမှာဒါကတော့ကျွန်တော်အလုပ်ရှာတဲ့ဟာကျွန်တော်ပြည့်တဲ့ချက်ပြန်ပြမယ်ဟုတ်ပြီပြန်ပြမယ်ဆိုကျွန်တော်အခုဒါကျွန်တော်ရဲ့အလုပ်ရှာနေရရတော့ automatic သူကတစင်ချင်းပို့ပေးတာပြီးကျွန်တော်နောက်ကိုပြန်ဆုပ်လိုက်မယ်ဆုပ်ပြီးကျွန်တော် home ကိုသွားလိုက်မယ်ခင်ဗျအဲ home မှာဟိုရောက်သွားပြီပြီးရင်ကျွန်တော်တို့အခု ီဟာကတော့ကျွန်တော်တို့ဒါအကြမ်းပြင်ပြီးပြီးသေးပါတယ်ကျွန်တော်တို့ရဲ့ profile ကိုတွားဖို့အတွက်အပေါ်မှာကျွန်တော်တို့အာအပေါ်ဆုံးမှာပေါ့ကျွန်တော်လူပုံလေးရှိရပါဆက် share ပေးမှာအပေါ်ဆုံးမှာလူပုံလေးကိုနှိပ်လိုက်ပါဟုတ်ပြီပြီကျွန်တော်လူပုံလေးနှိပ်လိုက်ဒါမှမဟုတ်ရောက်လာကျွန်တော် group view profile ဆိုတာရှိရပြအ view profile လေးကိုနှိပ်လိုက်ပါဟုတ်ပြီဒါကတော့ကျွန်တော်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ဟာဝါလေးဖြစ်ပါတယ် profile လေးဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ထပ်ပြီးတော့ဖြည့်ပေးပါတကူကျွန်တော်တို့ဒီမှာ profile structure ကျွန်တော် beginner ပဲရှိတယ်ကျွန်တော်အပြည့်မဖြစ်သေးဘူးပြဆိုတော့အပြည့်မဖြစ်သေးတယ်ဆိုတော့ကျွန်တော်တို့ဆိုပါဆို ကျွန်တော်အဲ့အလုပ်တစ်ခုရှာရလို့ကျွန်တော်အဲ့အလုပ်ကသူကကျွန်တော်ရဲ့ profile နဲ့ဝင်ကြည့်တဲ့အခါမှာသူတို့ပြောရမလဲကျွန်တော်အထင်ကြီးဖို့လိုပါကျွန်တော်အထင်ကြီးဖို့ဆိုတော့ကျွန်တော်ရဲ့ဒီ experience ရှိကျွန်တော်တို့လုပ်ခဲ့တဲ့ဟာတွေအကုန်ထည့်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ခုမှဥပမာလေးကျွန်တော်ပြမယ်ခင်ဗျအခုကျွန်တော်မှ experience နေရာမှာကျွန်တော်ဟာဟိုကျွန်တော်ဒီပုံတော့ခဲခဲတယ်နေရှိရခဲတယ်ကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီမှာအခုဒီမှာကျွန်တော်တို့အခု engineer အဲ့ရန်ကုန် insight ကျွန်တော်အဲ့လိုထည့်ထားပါတယ်နောက်ထပ်ကျွန်တော် ထပ်ပြီးတော့ကျွန်တော်တို့တင်မှာ position တွေအရင်အလုပ်တချို့လူတွေဆိုအလုပ်တွေအများကြီးခုပြောင်းခဲ့တယ်ပေါ့အဲ့လိုမျိုးအလုပ်တွေ company တွေရှိခဲ့တယ်ဆိုရင်အဲ့အောက်မှာထည့်လို့ရပါတယ်ကျွန်တော်ဒီမှာဆိုလည်းကျွန်တော်အဲ့ဆိုကျွန်တော်တို့ engineer ကျွန်တော် software engineer ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်မယ်ဒါ exam ပြမယ် implementer full time company name ဒါလည်း company name တောက် တခုပေါ့ YouTube ဆိုကျွန်တော် exam ပြလိုက်မယ် YouTube ဆိုကျွန်တော်ရိုက်လိုက်မယ် YouTube မှာကျွန်တော် location location ကကျွန်တော် current location ဖြစ်ဖြစ်ထည့်လိုက်မယ် ဟိုရန်ကုန်မှာလောက်ခဲ့တယ်စင်ကူတို့ဘာမှမလောက်ခဲ့စင်ကူမှာထည့်လိုက်ပါဟိုအခုကျွန်တော်တို့လုံနေတယ်ဆိုကျွန်တော်ဒီမှာအမှန်ချက်ပြကျွန်တော်မလောက်ခဲ့ဘူးဆိုရင်တော့အရင်တော့လောက်ခဲ့တဲ့ဟာကိုသူကအောက်မှာတော့ဒိတ်ပြီးပြပါကျွန်တော်အရင်တော့လောက်ခဲ့တယ်ဆိုရင်ဟိုကျွန်တော်လာပါတော့စက်တင်ဘာ2020လောက်စတာ sorry ကျွန်တော်2018ကစလိုက်မယ် exam ပဲပေါ့ဥပမာပြီးကျွန်တော် November November 20ကျွန်တော်ထည့်လိုက်မယ်ပြီး description လို့ပါပါမှာကျွန်တော်အမှာကြတော့ကျွန်တော်တို့လောက်ခဲ့တဲ့အလုပ်တွေကျွန်တော်တို့ထည့်လို့ရပါတယ်မှာအေးလေးလေးလေးရေ travel shoe ပါညာပါညာပါအဲ့တော့ကျွန်တော် ဒေးစိမပြတော့ပါဘူးအရင်ဗီဒီယိုရှင်းသွားလို့မှာဖြစ်ပါတယ် travel shoot တယ် bla bla ba ပေါ့ for ပေါ့ဘာလို့မျိုးပေါ့နော်ဒါသူတင်အလုံးနဲ့ပတ်သက်တဲ့ဟာကိုထည့်လို့ရတယ်ခင်ဗျပြီးဒီမှာပေါ့ကျွန်တော်ဒီမှာ upload ဆိုတဲ့နေရာမှာကျွန်တော်တို့မှာအလုံးမျိုးရတဲ့ document တွေကျွန်တော်တင်တဲ့နေရာမှာတက်ခဲ့တာရှိတယ်ပြီးတော့ကျွန်တော်တို့အမှလုပ်ခဲ့တဲ့အလုပ်ရဲ့ပုံလေး presentation တွေပါထည့်ဒီမှာ upload လုပ်လို့ရတယ်ခင်ဗျဒါလေးဒီမှာထည့် upload ဆိုပြီးထည့်လို့ရဟုတ်ပြီကျွန်တော်ဒါလေးကို save မှတ်လိုက်မယ်ဟုတ်ကြဆိုကျွန်တော်ဒီမှာအလုပ် တခုအလုပ်ဖြည့်ဖြည့်ပြီးသွားပြီပေါ့ကျွန်တော်လုပ်တခုဖြည့်ပြီးသွားပြီဟုတ်ပြီကျွန်တော်နောက်ကိုပြန် save မှတ်လိုက်မယ်ကျွန်တော် engineer မှာ xp ကကျွန်တော်နှစ်ခုဆိုပြီးပုံနေပြဒီမှာအများကြီး၃လေးခုတော့ရှိရဆိုရင်ကျွန်တော်တို့အမှထပ်ပြီးတော့ဖြည့်ရရခင်ဗျာ၃လေးခုတော့ပြီးတော့ဒီမှာ contact တွေပါအမှထပ်ဖြည့်ပြီးပါ contact တွေပါဒီမှာ ဟုတ်ပြီကျွန်တော်ဒီမှာဖြည့်လို့ရတယ်ကျွန်တော်ပြီးအခုဒါဆိုရင်ကျွန်တော်အကြံပြင်းလေးတော့ရသွားပြီဗျာကျွန်တော်ရဲ့ profile လေးကအကြံပြင်းလေးတော်တော်များများအကြံပြင်းလေးတော့ရသွားပြီကျွန်တော်ထက်ထည့်ခြင်းဆိုပေမဲ့ကျွန်တော်ပြောတဲ့နေတိုင်းကိုထက်ထည့်လို့ရတယ်ဗျာဒီမှာထက်ထည့်လို့ရတယ်မှာ engineer experience ထက်ထည့်လို့ရတယ်ဟုတ်ပြီကျွန်တော်အခုတော့ကျွန်တော်ဗီဒီယိုရမ်းရှည်သွားမှာဆိုတော့အာကျွန်တော်အလုပ်ရှာတဲ့နေလေးပေါ့လာသာပေါင်းအောင်အလုပ်ရှာတဲ့နေလေးကိုကျွန်တော်ဒီမှာဘယ်လိုရှာလဲဆိုတော့ကျွန်တော်ပြမယ်ဗျာဟိုဒီမှာ search ဆိုတဲ့ဟာလေးအပေါ်မှာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးကျွန်တော်ဒီမှာ ကျွန်တော်လူကိုရှာကျင်လာပါလူရှာကျင်ကျွန်တော်တို့လူကိုနှိပ်လိုက်ပြေးပြေးနှိပ်လိုက်ကျွန်တော် face လို့မျိုးကျွန်တော်သူများတွေလိုက်အပ်လို့ရတယ်ဗျာဒီမှာဒီမှာစာဆိုကျွန်တော်မှထက်သေးသားထက်သေးသားဆိုကျွန်တော်အခုဟိုဘာလို့ဥတီစာရဲ့တာသူတို့ဆိုလဲ linking နဲ့တုံးတယ်ပေါ့သူတို့ profile နဲ့ကျွန်တော်ဝင်ကြည့်လို့ရတယ်ကျွန်တော် exam အနေနဲ့ပြမယ်ဟာသူတို့မှာဆို connection တွေအများကြီးတယ်သူဘာလုံးနေလာလဲပေါ့ကျွန်တော်ကြည့်လို့ရတယ်သူဆိုမှာအဲသူတို့သူဦးစီးနေတဲ့ company တွေဘာလဲသူအပုံကျွန်တော်ကြည့်လို့ရတယ်ကျွန်တော် CEO ရဲ့ AGD bank ရဲ့ CEO ပြီးတော့ဒီမှာပါသူရဲ့ experience ကျွန်တော်တောက်လျှောက်ကြည့်လို့ရတယ် ပြီးသူတို့ education တွေဆိုတော့သူပြန်မပဲကြောင်းမှာတက်ခဲ့တာဆိုတော့ကျွန်တော်ကြည့်လို့ရတယ်ပဲသူဘာလို့ခဲလဲပေါ့ဟုတ်ပြီအဲ့လိုမျိုးသူ language မနဲ့ခုတက်လဲပေါ့အဲ့လိုမျိုးကြည့်လို့ရတယ်ကျွန်တော်အဲ့ဒါကနေ profile မှာလည်းမှကျွန်တော်အပြည့်ဆုံးဖြည့်ရတော့ရကျွန်တော်အဲ့တော့အသေးသေးမပြတော့ဘူးကျွန်တော် profile ထဲမှာထပ်ပြီးတော့ဖြည့်လို့ရတယ်ကွာဒါကျွန်တော် exam အနေနဲ့ကျွန်တော်ပြတာပါကျွန်တော်အဲ့လူတွေကိုကျွန်တော်အတ်ထားလို့ရတယ်ပေါ့တချို့လူတွေကြတော့ကျွန်တော်တို့ကပိတ်ထားရင်တော့အဲ့လိုမရအောင်ကျွန်တော်ဒီထဲကလူတွေကျွန်တော် face လို့မလိုက်အဲ့လိုရတယ်ကျွန်တော်တို့ friend ဖြစ်ရင် ကျွန်တော်တို့အရင်အရင်မိုက်တယ်ကျွန်တော်တို့အဲ့အဲ့ရှာတွေပါကျွန်တော်အတ်ထားပါအတ်ထားပြီးကျွန်တော်တို့အလုပ်တွေပါလုပ်ချင်းသူတို့တိုက်ရိုက်ပြောပြီးတော့ကျွန်တော်အလုပ်တွေပါရှိလာဆို vacancy တွေပါကျွန်တော်တို့လက်မေးလို့ရတယ်ဒါတော့ကျွန်တော်လူရှာတဲ့နေပေါ့ဒါလူကိုကျွန်တော်တို့ face လို့မသင်ငန်းချင်းတွေ like ဖွဲ့တာပေါ့ဟုတ်ပြီကျွန်တော်ဒါလေးကို clear နေလိုက်မယ်နေပြီးတော့အလုပ်ရှာမယ်ဗျာအလုပ် job ပေါ့ job နေလိုက်မယ်ဟုတ်ပြီဒီမှာဆိုကျွန်တော်ကြော်တွေကြားလိုက်ဒါဒါဆိုကျွန်တော်ရန်ကုန်ကြော်တွေပဲမြန်မာပြည်ကကြော်တွေပဲဒါတခြားနိုင်ငံခြားမှာကျွန်တော်မြန်မာပြည်ကဟာတွေပဲအများကြီးရှိရပါဒီတည်းကအလုပ်တွေရတယ်အရန်ကောင်းတယ်ဗျာ ခုနကျွန်တော်ပထမပြခဲ့သလိုပေါ့အလုပ်တွေကဒီတစ်နှစ်ကိုဒေါ်လာ3000ကျီပြီးရတဲ့အလုပ်တွေဆိုတော့တလောက်သင်တယ်မှာတွက်တာတွက်ကြည့်ပြီးတော့ဒီထက်အလုပ်တွေရသွားရင်တော့အရင်မိုက်ပါပြီအလုပ်တွေအများကြီးပဲမှာ UNICEF တို့ဘာလို့သူကအကုန်မကြီးတွေပဲဖြစ်တယ်ဒါလေးကိုကျွန်တော်ကတော့အကြံပေးချင်တာကတော့ဒီမှာစမ်းပါဒေါ်လာ7000 sorry ဒေါ်လာ7000မှာခုနကျွန်တော်ပြောတဲ့ဟာဒါဆိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်အခုဒါရှောက်ပြလိုက်မယ် exam in easy apply ဆိုကျွန်တော်ရှောက်လိုက်ပြီ ဒီမှာကျွန်တော်တို့မှာဖြည့်တယ်ဖုန်းနဲ့ပဲလေးပဲဖြည့်ဟိုဒီမှာကျွန်တော် reason တွေပါကျွန်တော်တို့တင်ပြီးနောက်ဆုံး submit ကျွန်တော်နှိပ်လိုက်ရပြီ submit နဲ့နှိပ်လိုက်တော့ဒီမှာပေါ့ဒီမှာကျွန်တော်အပြည့်စုံလို့ဖြည့်ရမယ်ပေါ့ mobile number တွေပါပဲပေါ့နှိပ်ချလိုက်ပြီဒါဆိုကျွန်တော်လျှောက်ပြီးပါအရန်လွယ်ကျွန်တော်တခုကဒေါ်လာဒေါ်လာဒေါ်လာဒါဆိုရင်ကျွန်တော်ခုနကဒေါ်လာ၈သိန်းရတဲ့ဟာကိုကျွန်တော် page ရောက်လိုက်တာအဲ့လိုမျိုးပေါ့ဒါတော့ သူတို့သူတို့ကြိုက်တယ်ဆိုတော့တင်းရဲ့အာတင်းရဲ့ SP ရနဲ့သူတို့ကိုင်းကြီးရဲခေါ်ရင်ကျွန်တော်တို့အရန်အာဘယ်လိုပြောရမလဲအဲ့ဆိုရင်တင်းတို့သူစိတ်ဝင်စားရင် interview တွေပဲလမ်းခေါ်လိမ့်မယ်အလုပ်ရောက်လို့ဒီမှာသူတို့ဖတ်လို့ရတယ်သူတို့ရဲ့အလုပ်ကြောင်းလေးပါလေပေါ့ဒါတော့အလုပ်တစ်ခုပဲကျွန်တော်အေးစံမပြရမှာအများကြီးရကျွန်တော်တို့အလုပ်အရန်ကောင်းတဲ့လုပ်တွေအများကြီးရှိတယ်အဲကြောင့်မို့ကျွန်တော်ကဒီဒီအလုပ် software လေးကိုကျွန်တော်သုံးဖို့ လုံးကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ပြီးတော့ဒီမှာလဲကျွန်တော်တို့ Facebook သုံးမဲ့အစားဒီဟာလေးကိုကျွန်တော်တို့အချိန်ပို့ပို့ပေးပြီးတော့သုံးသိခြင်းပါတယ်ဒီမှာဆိုကျွန်တော်အလုပ်တွေလည်းအများကြီးရှိရတယ်ပြီးတော့လဲကျွန်တော်အလုပ်နဲ့ပတ်သက်တဲ့ကျွန်တော်တို့စာတွေလည်းအဲ့ဒီသူတို့တချို့လူတွေကိုကျွန်တော် follow လုပ်ထားရင်သူတို့ရေးတဲ့စာတွေကိုလည်းကျွန်တော်ပညာရတယ်ခင်ဗျာဒါလေးကိုသုံးပြီးတော့ကျွန်တော်အလုပ်ရှာရင်ကျွန်တော်တို့လာတာအရင်ကောင်းတဲ့လုပ်ကိုကျွန်တော်ရနိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးလည်းအရင်ရှိပါမယ်ကျွန်တော်ဒီမှာပဲအဆုံးသက်ပြရစီပြီးတော့ကျွန်တော်ဒီထက်ပိုပြီးသိချင်းလဲအောက်က comment box မှာမေးထားလို့ရတယ်ခင်ဗျာ ျွန်တော်ကျွန်တော်ဗီဒီယိုအောက်က comment box မှာကျွန်တော်အားလုံးကိုဖြည့်ပေးပါမယ်ကျွန်တော်ဒီ vlog ကိုမျှဝေပေးပါမယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးအားလုံးပဲနှစ်သက်ကြမယ်လို့ကျွန်တော်တင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကျန်နေတဲ့ဆိုရင် like share နဲ့ subscribe လေးပြီးပေးထားရပါအောင်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်အားလုံးကျန်းမာရွှင်လန်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်မှတွေ့ကြတော့ပေါ့